တော့အလောက်တစ်ခုပြီးသားပြီပေါ့နော်ခဏလေးတော့နည်းနည်းနားအောင်မယ်လို့ဒီနှစ်ကလည်းအရင်နှစ်တွေထက်ပြန်ပြီးတော့နလန်ထုတ်လာတယ်ပြန်ပြီးတော့ကောင်းကောင်းလေးကျင်းပနိုင်တယ်ပြိသက်တွေလည်းအပြည့်နဲ့ပြန်ဝဲလဲအဆင်ပြေပြေအောင်မြင်နေတဲ့ပြီးသွားတဲ့အတွက်ဟိုစိတ်ထဲမှာဟိုအလောက်တစ်ခုကိုအောင်မြင်ပြီးဆုံးအောင်လုပ်နိုင်တယ်ဆိုတော့စိတ်ကြောင်အဲ့လိုဖြစ်နေပါပါ Winner! Team Holy! Yes! ဲ့ဒါတော့နှစ်တိုင်းဖြစ်ပါတယ်ဒီနှစ်မှမဟုတ်ဘူးဟိုအရင်နှစ်တရလည်းဖြစ်တယ်ဒါပေမဲ့အခုမှဟိုဒီ online media တွေအဲ social media တွေများလာတဲ့အတွက်ကျယ်ပြန့်လာတာပေါ့နော်ပြီးခဲ့တဲ့နှစ်နှစ်သုံးနှစ်ရှစ်နှစ်တွေမှာလည်းအဲ့လိုမျိုးတော့ဖြစ်ခဲ့တာတွေရှိပါတယ်ဒါပေမဲ့ဟိုဆက်လက်ပြီးတော့ပဲအဲအဲကြည့်ရှုပေးဖို့ပဲပြောချင်ပါတယ်ကိုကချစ်ခင်အားပေးပြီးတော့မျောလင်းချက်ခါရပြေးသက်တွေအတွက်သူတို့လိုချင်တဲ့ရလက်ကောင်းတစ်ခုကိုမသေးဆောင်ပေးနိုင်တာပါကိုကိုကိုအဲစိတ်မလုံခြုံဘူးပေါ့နော်ဟိုတကယ်ကို ဟိုကိုကိုတိုင်းထက်သူတို့အားပေးနေသူတွေအတွက်ပို့ပြီးတော့ယူပေးချင်ပါတယ်အခုတော့အလောက်တခုပြီးသားပြီပေါ့နော်ခဏလေးတော့နည်းနည်းနားအောင်မယ်လို့ပွဲစီစဉ်တင်ဆက်တဲ့ပုံမှာတော့80ရာခိုင်နှုန်းလောက်ကျင်းနေပါတယ်ကျန်တဲ့ဟာတွေမှာတော့နည်းနည်းလိုအပ်တာလေးတွေရှိတာပေါ့နော်ဒီစီစဉ်တင်ဆက်ထားတဲ့အချိန်မှာအချိန်ရ မကြည့်နေနေပူကြွားတာလေးပါလို့ပေါ့။ဆိုတကယ်ဆိုတော့ပွဲချိန်2နာရီခွဲလောက်နဲ့အပြတ်လွတ်ချင်တာပေါ့နော်။အလုံးစုံ3နာရီပေါ့။ဒါနဲ့4နာရီနီးပါးလောက်ဖြစ်သွားတာသိပြီးကျေနပ်။အကြမ်းမိုက်ကသမီးရဲ့ဝိုးအကြမ်းမိုက်ကသမီးရဲ့အကောင်လုံး ကတော့အကောင်းဆုံးရှိတယ်ဟောကြပါတယ်။ဒါပေမဲ့ဟိုဒီနောက်ဆုံး final stage ပေါ်ကတခုပဲမဟုတ်ပဲနဲ့တချို့လိုအပ်တဲ့အခြေခံအချက်လက်လေးတွေအရှိပိုင်းမှာကြည့်ထားတာလေးတွေအဲ့ဒါလေးတွေမှပေါင်းစပ်ပြီးတော့ရွေးချယ်ရတာဖြစ်တဲ့အတွက်အများအားဆုံးဖြစ်တဲ့ဆုံးရွေးချယ်ကြတာပါ။ တယ်မဝင်နေအားလုံးတော့အကောင်းဆုံးရှင်ပြိုင်သွားကြပါတယ်အဲဒီထဲမှဟိုအခြေခံအချက်လက်တွေအခြေခံလိုအပ်ချက်တွေနဲ့အပြည့်စုံဆုံးပေါ့နော်အဲ့ဒါမျိုးတွေလည်းကြည့်ရတာရှိပါတယ်နောက်ပိတ်ဆုံးဒီစင်မြင့်ပေါ်တခုလည်းမဟုတ်ဘဲနဲ့ရှေ့ပိုင်းဒီမှာလည်းကြည့်ထားတာတွေနဲ့ပေါ့နော်ပေါင်းဆက်ပြီးတော့မှအပြည့်တင်ဆုံးပေါ့ရွေးချယ်ကြတာပါဟုတ်တော့ဖိုင်နယ်လစ်ကိုရှေ့ အသူအရန်စူးစားတာတွေ့ရပါတယ်အရန်လဲဟိုစဆရရအမြဲတမ်းတက်တက်ကြွကြွနဲ့ဟိုတေချာလဲလိုက်ပြီးတော့လုပ်ပြီးတော့စူးစားပါတယ်အဲဒီလိုဇွဲလုံးလားရှိတဲ့ကလေးတယောက်ကဘယ်နေရာမှာမှမနစ်မြုပ်နေပါဘူးအဲနေရာတစ်ခုရှိမှာပါဟုတ်အမကနှစ်တိုင်းဝင်းသားတွေကိုခေါ်ပါတယ်ဖိတ်ပါတယ်ဟိုတချို့တွေလဲခကြီးသွားနေရတော့ ရန်ကုန်မှာမရှိတာတော့အဲ့လိုဖြစ်တာပါဒီတစ်ခါကတော့မိုးဆက်လည်းရန်ကုန်မှာရှိနေတဲ့အတွက်လာရောက်ခဲ့တာပါဟုတ် Miss Continuity won winner ဒေါ်ဝေးဖြစ်ပါလိမ့်ခင်ဗျာကိုကိုကိုရှောက်တာရှောက်လာတယ်ဒီလောက်ကြာလာပြီလို့တော့မထင်ဘူးပေါ့နော်အာတကယ်ဆိုလို့ရှိရင်အဟိုအလုတ်ကလုံနေတဲ့အခါကျတော့အခုအခုတနေ့ပြီးသွားရင်အပြိုင်မဲပို့ဖို့ပြင်ဆင်ပြင်ဆင်ပြီးခဏနေနောက်တနေ့ရောက်ပြန်အောင်ပေါ့ဆိုတော့ပြန်ကြည့်လိုက်တော့ဒါဒါဘေးလူအနေနဲ့ကြည့်တော့ဒါအာ ကြာလာပြီလို့ပြောတာကိုကိုကိုကြည့်တော့တိတ်တောင်ကြာတယ်လို့မထင်ဘူးပေါ့နော်ဆိုတော့အဲဒီလိုပါပဲဆက်ပြီးတော့လုပ်နေရမှာပေါ့ဒီနှစ်ကလည်းအရင်နှစ်တွေထက်ပြန်ပြီးတော့နလန်ထုလာတယ်ပြန်ပြီးတော့ကောင်းကောင်းလေးကျင်းပနိုင်တယ်ပြိသက်တွေလည်းအပြည့်နဲ့ပြန်ွယ်လဲအဆင်ပြေပြေအောင်မြင်နဲ့ပြီးသွားတဲ့အတွက်ဟိုစိတ်ထဲမှာဟိုအလုပ်တစ်ခုကိုအောင်မြင်ပြီးဆုံးအောင်လုပ်နိုင်တယ်ဆိုတော့စိတ်ကြောင်အဲ့လိုဖြစ်နေပါဘာ ော့နှစ်တိုင်းဖြစ်ပါတယ်ဒီနှစ်မှမဟုတ်ဘူးဟိုအရင်နှစ်တည်းကလည်းဖြစ်တယ်ဒါပေမဲ့အခုမှဟိုဒီ online media တွေအဲ social media တွေများလာတဲ့အတွက်ကျယ်ပြန့်လာတာပေါ့နော်ပြီးခဲ့တဲ့နှစ်သုံးနှစ်ရှစ်နှစ်တည်းမှာလည်းအဲ့လိုမျိုးတော့ဖြစ်ခဲ့တာတွေရှိပါတယ်ဒါပေမဲ့ဟိုဆက်လက်ပြီးတော့ပဲအဲအဲကြည့်ရှုပေးဖို့ပဲပြောချင်ပါတယ်အဲချစ်ပေးကြတဲ့အတွက်လည်းအဲဟိုသူတို့ဟာကိုအလေးအလေးနက်ထားတယ်ပေါ့နော်ဒါပေမဲ့နောက်တစ်ခုကအမ သူတို့လိုချင်နေတဲ့ရလက်တစ်ခုကိုမရသေးတဲ့အတွက်လည်းသူတို့အတွက်စိတ်မကောင်းဖြစ်မိတာပေါ့နော်အားမလို့အားမရဖြစ်မိတယ်ပေါ့ဟိုဘက်မှာကြတော့အရင်တော့ဆိုရင် Miss Universe ကနိုင်ငံ60တရာလောက်ပဲပြိုင်တာအခုနောက်ပိုင်းနဲ့တည်းဆို140လောက်တောင်ဖြစ်လာပြီဆို Top 6စီးတို့ Top 20တို့ဆိုတော့အရန်ကိုပို့ပြီးတော့ခက်ခဲကျက်တဲလာပေါ့နော်အဲ့လိုဆိုတော့ကိုယ့်ကိုချစ်ခင်အားပေးပြီးတော့မျောလင်းချက်ထားတဲ့ပရိသတ်တွေအတွက်သူတို့လိုချင်တဲ့ရလက်ကောင်းတစ်ခုကိုမသေးဆောင်ဝေးနိုင်တာပေါ့ကိုကိုကိုအဲစိတ်မလုံခြုံဘူးပေါ့နော်ဟိုတကယ်ကို ဟိုကိုကိုတိုင်းထက်သူတို့အပင်းငယ်သူတွေအတွက်ပို့ပြီးတော့ယူပေးချင်ပါတယ် သွားပြီဆိုသူ့ရဲ့တာဝန်တွေစပြီအလုပ်တွေစပြီဆိုသူဘယ်လောက်ထိဒီပေါ်မှာစိတ်အားထက်သန်လဲအလုပ်ကိုဘယ်လောက်ထိလုပ်နိုင်လဲဆိုတာဆက်ပြီးတော့စောင့်ကြည့်ရမှာပေါ့တန်တဲ့ပတ်မှုမှုပိုင်းကတော့အဲပတ်မှုစရာရှိတာတော့ဆက်လက်ပြီးတော့ပတ်မှုတော့မှာပါ